ကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုအမြရအောင်ဘယ်လိုအမြပေးဝေရမလဲဆိုတော့ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဇာနုတော်နိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကိုမေ့လျှောက်ခူးတယ်။သူ့ရဲ့ဖိုးဘွားတွေကိုအလူတန်းတွေပြုလုပ်ပြီးတော့အမြပေးဝေရင်ရနိုင်ပါသလားဆိုပြီးတော့သူအကျေသိခြင်းလို့မေ့လျှောက်တော့မြတ်စွာဘုရားကရနိုင်တဲ့ဘုံဘွားလည်းရှိတယ်မရနိုင်တဲ့ဘုံဘွားလည်းရှိတယ်။မြတ်စွာဘုရားကဒီလိုမိန့်တော့ ဇာလုသောတိပုံနာကြီးကနားမလဲတော့အကျယ်ထက်လျှောက်မြတ်စွာဘုရားကလည်းအကျယ်မိတ်တယ်လူတွေမှာဂတိ၅မျိုးရှိတဲ့ထဲမှာတဲ့ဒေဝဂတိမနုဿဂတိတိရိစ္ဆာနာဂတိနိရိယဂတိပေတဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးသိပြီးနောက်ပဲတမျိုးမျိုးရောက်ကြရတယ်အဲ့ဒီ၅မျိုးထဲမှာ၄မျိုးဖြစ်တဲ့ဒေဝမနုဿပေတအဲ့ဒေဝမနုဿ နိဒယတိရိစ္ဆာနာဆိုတော့လူဖြစ်မဲ့နတ်ဖြစ်မဲ့ငရဲကြမဲ့တိရိစ္ဆာဖြစ်မဲ့ဆိုရင် အမြပေးဝေလို့မရဘူးသူကလည်းတာတုခေါ်လို့မရဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေတဂတိခေါ်တဲ့ပိတ္တာဘုံဘွားရောက်မဲ့ဆိုလို့ရှင်တော့အမြပေးဝေလို့ရတယ်သူလည်းတာတုခေါ်လို့ရတယ်ကောင်းကျိုးချမ်းသာလည်းရရှိနိုင်တယ်အဲ့တော့ပေတဂတိထဲမှာတော့မဟုတ်ဦးဇင်းတို့ပိတ္တာ၄မျိုးရှိတယ်ရှားတဲ့ပိတ္တာကဝိမာနိကပိတ္တာခေါ်တဲ့ တနည်းအားဖြင့်ပြောရင်ဗရတတုပါဇီဝိကပိတာခေါ်တဲ့သူတစ်ပါးရဲ့အမျှကိုစောက်စားပြီးတော့စားတော့ရတဲ့ဒီပိတာမျိုးဖြစ်မှအမျှပေးဝင်လို့ရတာအဲ့တော့ဒါကတော့ပထမဆုံးသိရင်သိထိုက်တဲ့အချက်ကလေးပေါ့နော်ခုနကပြောတဲ့ဂတိ၅မျိုးတည်းကပိတာဂတိဖြစ်မှအမျှပေးဝင်လို့ရတယ်အကယ်၍ပိတာဂတိဖြစ်တယ်လူကိုကယူဆတယ်ဟိုနှမ်းစပြီးတော့သိရတယ်ဆိုလို့ရှိရင်အမျှရအောင်ဘယ်လိုပေးဝင်ရမလဲဆိုတော့ ဦးဇင်းတို့ပြိတ္တကတော်တွေဖတ်စုလေးလာပြီးတော့ဖြေချရမယ်ဆိုလို့ရှိရင်အင်္ဂါ၅ချက်လိုတယ်ပေါ့တေတူကိုညီမဲ့ပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုမှာအင်္ဂါ၅ချက်လိုတယ်အဲ့ဒီအင်္ဂါ၅ချက်ပြည့်မယ်ဆိုလို့ရှိရင်ဒီတည်တဲ့သူတနည်းအားဖြင့်သိတာဘွားရောက်တဲ့ပုဂ္ဂိုလ်ဟာအများတန်းရနိုင်တယ်ပေါ့နံပါတ်၁အလှူခံပုဂ္ဂိုလ်ရဲ့အင်္ဂါပြည့်စုံမှုတဲ့နော်တိလပြည့်စုံတာကိုပြောတာအလှူခံပုဂ္ဂိုလ်ကဒုတိယမဖြစ်ရဘူးတဲ့တိလပြည့်စုံရမယ်အဲ့တော့ ေချာတာတစ်ခုကတော့ပုပ်ကိုမလူနဲ့ပေါ့တန်ကာကိုပဲလူပေါ့တန်ကာဆိုတာကမျက်မှောက်တန်ကာဖြစ်ရှင်တော့ကိုယ်အိမ်မှာ၄ပါ၄ပါထက်ပင့်ပြီးတော့လူပေါ့နော်ဘာမို့တန်ကာကုံကိုရင်မှတ်ပြီးတော့လူတန်းနိုင်လည်းရတယ်တန်ကာဆိုလို့ရှိရင်တော့ဒုတ်တိလမဖြစ်တော့ဘူးနော်ဒုတ်တိလမဖြစ်တော့တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကအလူကပုပ်ကိုဘက်ကအင်္ဂါကတာပြည့်စုံသွားပြီနံပါတ်1ပေါ့နော်နံပါတ်2ကအလူပေးပုပ်ကိုရဲ့စိတ်ထားတတ်မှုတဲ့ လူဝဲပုဂ္ဂိုလ်ကဘယ်လိုစိတ်ထားထားရမလဲဆိုလို့ရှိရင်ဒီကိုတည်တဲ့သူကိုကြီးမှန်းပြီးတော့လူတန်းတဲ့ကုသိုလ်ပဲလို့စိတ်ထဲမှာဒီလိုထားရမယ်တည်တဲ့သူကိုရကျင်တဲ့စိတ်ပေါ့စိတ်စေတနာပေါ့ဒါကအလူဝဲပုဂ္ဂိုလ်ရဲ့စိတ်စေတနာနောက်နံပါတ်3ကအလူပေးတဲ့ပစ္စည်းတဲ့အလူပေးတဲ့ပစ္စည်းကဟိုပြည့်စုံမှုရှိနေရမယ်ပြည့်စုံမှုရှိနေရမယ်